ကဲဒီရိုက်တာရိုင်းနီယာကတော့တတော်လေးကိုမှရှက်ဖို့ကောင်းနေပြเนาะဒါမာလီခင်ကို မနိုင်တော့လို့ပွဲတော်မပြီးသေးဘူးအရှုံးပေးလိုက်သလိုမျိုးပါပဲဒီကနေ့မှဆိုရင်တော့ဖြည့်เนาะ UFC Fight Night ကနေဒါရဲ့ကောင်းပွဲမှာဆိုရင်တော့ဖြည့် ရိုင်းနီယာကတော့တတော်လေးကိုဒါတောက်ချက်ကွဲသွားခဲ့ပြီပေါ့လေအဲတပက်ကပြန်ပဲအွန်လန်အန်ဆိုင်ရဲ့ဘောရာကြီးဟာဆိုရင်တော့ဖြစ်ဒါ notice not sure notice နဲ့ဝင်လာခဲ့ပေမဲ့ရိုင်းနီယာကိုအမှောက်သိပ်ပြလိုက်တာပဲဖြစ်ပါတယ်ရိုင်းနီယာကတော့ဒါသူ့ကိုသူเนาะဒါ UFC ကိုရောက်ပြီးခရေက သုံးပွဲလောက်ဆက်တိုက်နိုင်လိုက်တဲ့အခါကျတော့သူ့ကိုနိုင်တဲ့သူတယောက်မှမရှိတော့ဘူးသူကချန်ပီယံစိန်ခေါ်ဝင်အောင်ဒါမျောမှန်းလိုက်ပြီပေါ့လေအယောင်အမဘယ်လိုပြောရမလဲဟိုမိမိကိုယ်ကိုအထင်ကြီးလွန်သွားတာပေါ့လေအခုတော့ဒါ short notice နဲ့တော့ဒါဘယ်လိုပြောရမလဲနော်ဘဲဦးခွဲခံလိုက်ရပြီတော့တတော်လေးကိုတောက်ရှက်ကွဲသွားခဲ့တယ်တောက်ရှက်အကွဲဆုံးကတော့ဗာလေးဆိုရင်ဒါငါးချီတော့မပြေးလိုက်ဘူးနော်ကျတို့နောက်ချီကိုမထိုးနိုင်တော့ပဲနဲ့တကယ်ကိုမှ TKO နဲ့အရှုံးပေးလိုက်ရတာဖြစ်ပါတယ် Rainier ကပထမအချီဆက်လုပ်ကလေးကနော်ခြေတော့ပြေးဆွဲတယ်ဗျာနော်ဆိုတော့အဲ့ င်ကကာကွယ်လိုက်နိုင်ပေမဲ့ဂျူရိုထရိုနဲ့ဂရောင်းရောက်သွားပြီးရိုင်းနီယာကဘက်ကနေနော် INC လုံးလိုက်ထူထောင်းလိုက်နဲ့ဒါတော့အလင်လေရိုင်းနီယာရဲ့လက်ကုပ်တဲကရေဖြစ်ခဲ့ရတယ်နော်ဒုတိယခြေကလည်းရိုင်းနီယာကပဲထိတောင်းဆောက်ယူဖို့ကြိုးစားတယ်ဂျူရို technique တွေနဲ့ပဲနော် ground by ခေါ်နိုင်ခဲ့ပေမဲ့ back position ကို shift လုပ်ရမှာချော်သွားခဲ့လို့နော်အလင်ကဖူကတ်အနေထားနဲ့အခြေပြည့်တဲ့အထိ ထူထောင်သွားခဲ့လို့ရိုင်းနီယာအတော်လေးကိုပြန်လဲပြီးတော့နော်ရိုင်းနီယာရဲ့အထက်ဆိုပေမဲ့အထိနာသွားခဲ့တယ်။တတိယအချိန်မှလေး ground မှာကျတော့အချိန်ကုန်တာပါပဲ။ရိုင်းနီယာရဲ့ assumption ဘိုင်းကိုကြောက်စရာမလိုဘူးဆိုတာရေးမိတဲ့ Allen ကစိတ်ကြိုက်ဖိကစားသွားတာနော်တကယ်ကိုဆောင်းမိုက်တယ်ဗျ။ Rainier ကပွဲပြီးခါနီးမှာနော်ဒီ Badish နဲ့ပွဲမှာသုံးသွားတဲ့ Embatted Triangle ရခဲ့သေးပေမဲ့ Allen ကစပိုက်ဖြစ်သွားလို့ပွဲတော့မပြတ်ခဲ့ဘူး။သရုတ်ထအချိန်မှာတော့ယုံကြည်မှုအတော်မြင့်နေတဲ့ Allen က Rainier ကိုကင်ပေါက်ပြီးစိတ်ကြိုက်ကိုထူထောင်နေလိုက်တော့တာဗျာ ရိုင်းနီယာလေသူ့ရဲ့အကောင်းဆုံး ground ဘိုင်းမှာတော့ကြားရှိမှောက်လေးရဲ့လဲတဲ့ယုံသူငယ်ဖြစ်သွားခဲ့ရတယ်။နော်နားချီတမနစ်ပြည့်လို့ final round ခရမှုတဲ့အထိရိုင်းနီယာပြန်ထမလာလို့ဒိုင်းလူကြီးကအလင်းကို TKO နဲ့အနိုင်ပေးလိုက်ပါတယ်နော်ဒီပွဲကတော့ UFC မှာ Ryan Hart Champion League မရှိတော့ဘူးပြလိုက်တဲ့ပွဲနော်ငါးချီတောင်ပြအောင်မထိုးနိုင်တဲ့ပွဲလို့ကျွန်တော်အနေနဲ့ဒါတော်တော်လေးကိုတောက်ရှက်ကွဲသွားခဲ့ရတာပါနော်ဟောဆိုတော့ Ryan Hart နဲ့ဒီကနေ့ထိုးတဲ့အလင်းဟာဆိုရင်တော့ဖြစ်နော်ဆိုတော့ Brandon Allen ဟာဆိုရင်တော့ဖြစ်အောင်လားဆိုင်ဘောရာကြီးလေးဖြစ်ပါတယ်နော်